ျွန်တော်ရေးချွေးနေစာနဲ့အဲကိုယ်တိုင်တိဆောက်ထားတဲ့အိမ်မှာကျွန်တော်မိသားတွေကိုထားကျင်တဲ့ဥစ္စာတော့ priority ပါပဲ first priority ပါပဲခင်ဗျာအဲ့အတွက်လည်းကျွန်တော်ဘာကူမှမဝယ်မစားဘဲနဲ့စုဆောင်းပါရယ်ခင်ဗျာအာ၃နှစ်၃မိုးကတော့ဒီအတွက်ကိုပဲဥတီပြီးတော့ကျွန်တော်စုခဲ့တာဖြစ်ပါရယ်ခင်ဗျာအာ ဒရာမာချိုးရမလားဟာတာနေလည်းပြောရမှာဆိုကျွန်တော်ဖက်နဲ့တိတ်ကြိုက်တယ်ခင်ဗျာကျွန်တော်တိတ်ကြိုက်တဲ့ဖက်နဲ့တေးအောင်ကျွန်တော်လုံးဝမဝယ်ဘဲနဲ့အဲဒီဟာကိုပဲကျွန်တော်အမြဲတမ်း investment လုပ်နေရဖြစ်ပါတယ်ခင်ဗျာအာကျွန်တော်ဖုန်းကအနည်းဆုံးမရှိဘူးဆိုတော့2021အာလင်းနေငါးနှစ်လောက်ကြာနေပြီချင်းနဲ့ခင်ဗျအဲကျွန်တော်ကအဲ့လိုမျိုးဖုန်းကိုခဏခဏလဲကင်ရရလဲဝါသနာမပါဘူးအမှန်ကန်ပါပဲခင်ဗျအပေါ်ငွေအတုံးမပြူရလဲပါပါတယ်ခင်ဗျ I love you ပွဲအတွက်ပြင်ဆင်တဲ့အပြင်အင်တာဗျူအရင်းနဲ့တွေ့တဲ့အခါမှာအင်တာဗျူးခံရတဲ့အခါမှာဗာမေးခွန်းတွေမေးခံရမလဲဆိုပြီးတော့မှကျွန်တော်ကားပေါ်မှာချော်တင်လေ့ကျင့်ပါရယ်။ ကိုကမီမပါဘူးဘာလို့လဲဆိုတော့ညာနေလို့ညာနေလို့ဟိုကဟာသူတိလဲတွေ့သွားတယ်နောက်တယ်ကမ်မင်းဆိုပြီးတော့မှကျွန်တော်တို့ဒါအော်တိုဂျိုင်းနေပေါ့နော်စိတ်ကနေပြီးတော့မှကိုလိုချင်တာတွေကိုကနေပြီးတော့မန်နီဖတ်လောက်တဲ့ဥစ္စာလေးအဒီဘက်ခေတ်မှာဆိုရင်ဝေါ်ဝါမြခစားနေတာဖြစ်တဲ့အတွက်ကျွန်တော်လဲယူနီဘာစ်ကိုယုံဆုံးဟိုယုံကြည်တဲ့သူတွေမှာတယောက်အပိုင်ဖြစ်တာဖြစ်တဲ့အဲ့လိုမျိုးဝေါ်ပေပါထားဖြစ်တာဖြစ်ပါတယ်ခင်ဗျာအာကျွန်တော်အာနယူကလိုချင်တယ်နယူဟ ோம் လိုချင်တယ်အဲ့လိုမျိုးဥစ္စာလေးကျွန်တော်ထားရတယ်နယူမနီလိုချင်ပါတယ်ခင်ဗျာ better life ပေါ့။အာ yeah that's right better life ပေါ့ခင်ဗျာဟုတ်။ဟုတ်တယ်ဒီ2025 goal ကတော့ ဟိုကျွန်တော်ရေးချွေးနေစာနဲ့အဲကိုယ်တိုင်တိစောက်ထားတဲ့အိမ်မှာကျွန်တော်မိဘတွေကိုထားကျင်တဲ့ဥစ္စာတော့ priority ပါပဲ first priority ပါပဲခင်ဗျအဲ့အတွက်လည်းကျွန်တော်ဘာကူမှမဝယ်မစားဘဲနဲ့စုဆောင်းပါရယ်ခင်ဗျာမိဘတွေကသူတို့ရင်မှာသူတို့နေနိုင်တယ်ဆိုပေမဲ့လည်းကျွန်တော်ရဲ့အသက်ရွယ်ဘလောက်မှာဆိုရင်တော့ကျွန်တော်ရဲ့ချွေးနေစာနဲ့ကိုပိုင်ဝယ်တဲ့အိမ်မှာကျွန်တော်ထားနိုင်ရမယ်ဆိုပြီးတော့မှကျွန်တော်မှာ live coach ရှိပါရယ်ခင်ဗျအဲ့အဲ့ live coach ကဒီ2025မှာရှိနေတာဖြစ်တဲ့အတွက်အဲ့ဒါကိုကျွန်တော်ဦးစားပေးပြီးတော့မှအကျိုးစားနေပါရယ်ခင်ဗျာ ဖနာအမြင်ကသုံးလက်မှထူသည်ပခုံးကမှ882ချင်းဟိုဟိုအကောင့်တွေတော့ follow for နေပါပြီခင်ဗျာ2025 ap 2026လောက်ပတ်ချာလဲလောက်တော့ကျွန်တော်အဲသူတို့တက်တယ်အရာထည့်နေအောင်ကျွန်တော်စူးစမ်းနေပါရခင်ဗျာဆောင်းတောင်းပါပဲပေါ့ အဲအဲ့ဒါတော့ new secrets လေးထားလို့ရမလားခင်ဗျာဟိုတိတိကျကျနဲ့တိတိပပပြောရမယ်ဆိုရင်တော့ဟို2024 2025ကတော့အလုံးဝပေးချအောင်စုတာအဲဒါမဲ့2023မှာလည်းစုခဲ့ဥစားလည်းပါရပေါ့အာသုံးနှစ်သုံးမိုးကတော့ဒီအတွက်ကိုပဲဥတီပြီးတော့ကျွန်တော်စုခဲ့တာဖြစ်ပါတယ်ခင်ဗျာအာ ဒရာမာချိုးရမလားဟာတာနေနဲ့ပြောရမှာဆိုကျွန်တော်ဖက်နဲ့တိတ်ကြိုက်တယ်ခင်ဗျာကျွန်တော်တိတ်ကြိုက်တဲ့ဖက်နဲ့တီအောင်ကျွန်တော်လုံးဝမဝယ်ဘဲနဲ့အဒီအောင်ပဲကျွန်တော်အမြဲတမ်း investment လုပ်နေတာဖြစ်ပါတယ်ခင်ဗျာအာကျွန်တော်ဖုန်းကအနည်းဆုံးမရှိဘူးကျွန်တော်27အာ၄နှစ်5နှစ်လောက်ကြာနေပြီချင်းတယ်ခင်ဗျာအဲကျွန်တော်ကအဲ့လိုမျိုးဖုန်းကိုခဏခဏလဲကင်ရရလဲဝါသနာမပါဘူးပြီးသွားတဲ့အခါမှာဆိုရင်လေဖုန်းတစ်လုံးကကိုယ်အနေနဲ့တုံးလို့ရတယ်အဲတုံးတဲ့အခါမှာကိုလိုအပ်တဲ့ feature တွေပါတယ်ဆိုရင်ကျွန်တော်တို့အပြည့်ပြည့်စုံလို့ခံစားရတယ်ပါပါတယ်ခင်ဗျာ အမှန်ကန်ပါပဲခင်ဗျာအပိုငွေအတုံးမပြူရလဲပါပါရခင်ဗျာ that's right ခင်ဗျာဟုတ်ပါရခင်ဗျာအဲဒါမဲ့လေအဲကျွန်တော်လိုပဲတကယ်ကိုပဲအတော်ပြီးတော့မှကိုကို brand ဖြစ်တဲ့တွေလည်းအများကြီးရှိပါလိမ့်မယ်ခင်ဗျာကျွန်တော်ကတော့ကိုကူကို brand ဖြစ်အောင်လုပ်တယ်ဆိုတော့အဲ brand ဖြစ်အောင်ကြိုးစားနေရစေလူငယ်တယောက်လိုပဲထင်မြင်စပါရခင်ဗျာဒီနေ့တော့မှကားတော့မဖြစ်နိုင်ပါဘူးခင်ဗျာကားဟောင်းလေးပဲစီးနေပါရခင်ဗျာ I love you အဟုတ်တယ်ခင်ဗျာဒီနေ့မှဒီရတခုပဲအောင်မှာဖြစ်ပါရခင်ဗျာကားကတော့လေ အဲလုံးလို့ရရရဒါပေမဲ့အလိုတစ်ခါဘက်ကက်ထားစင်စာလေးရှိသေးရဖြစ်တဲ့တော့ဗောနော် just that's why အဲ့စကလုံးကတော့ပို့ပြီးတော့မှန်ကန်နေမျိုးလို့ထင်ပါရခင်ဗျာအဲကျွန်တော်ဘဝမှာကျွန်တော် live call တွေအများကြီးရှိရခင်ဗျာဘယ်အသက်အရွယ်မှာဘာဖြစ်ရမယ်ဆိုရဲ live call တွေဖြစ်အာရှိရဖြစ်ပါရခင်ဗျာအခုကျွန်တော်ဒီနေ့ဒီချိန်မှာအာဖြစ်နေတဲ့အရာအားလုံးက အာကျွန်တော်ဘော easy going ဖြတ်တန်းပြီးတော့ဖြစ်နေရမဟုတ်ပါဘူးခင်ဗျာအကျွန်တော်ဘယ်အသက်ရမှာဘာလုပ်မယ်ဘာဖြစ်ချင်တယ်ဆိုပြီးတော့မှတေချာလေး plan လုပ်ပြီးတော့မှစနစ်တကျထူစားခဲ့ရတာဖြစ်ပါတယ်အပြောရုံမလားမသိဘူးကျွန်တော်ပွဲတစ်ပွဲသွားလို့အာ ပွဲအတွက်ပြင်ဆင်နေပြင်ကိုအင်တာဗျူအာရင်းနဲ့တွေ့တဲ့အခါမှာအင်တာဗျူးခံရတဲ့အခါမှာဗာမေးခွန်းတွေမေးခံရမလဲဆိုပြီးတော့မှကျွန်တော်ဒီကားပေါ်မှာချော်တင်လေးကျင်ပါရယ် That's right အဲ့လိုမျိုးဒီအခုအနီးနားမှာဆိုရင်ဘာဖြစ်နိုင်မလဲပေါ့ခုနကတော့ဆိုရင်လည်းညီလေးကိုကိုစီးဖုန်းအပ်လိုက်တာနဲ့ညီလေးကဖုန်းကိုတေချာလေးကြည့်လိုက်တော့ဒါညီလေးအလုပ်ပေါ်မှာစိတ်ဆက်မှုတွေ့တယ်။ Okay ညီလေးကျွန်တော်ဒါမေးတော့မှာဆိုတော့ကျွန်တော်သိပါရယ်ခင်ဗျာ